မိနစ်60ချိန်မှာတောင်အားကုန်ထိပ်ပြီးတော့ဘောလုံးလိုက်လို့နေတဲ့အသက်40ရွယ်ဂုတ်ကြီးရော်နီဒိုအားလုံးပဲမင်္ဂလာပါများ။ Manchester Football Zone တင်ဆက်နေပါတယ်။ Manchester United ကံဝင် Cristiano Ronaldo ကတော့သက်40ရွယ်ဆိုပေမဲ့အပတ်တိုင်းလိုလိုပဲကမ္ဘာတဝန်းကဘောလုံးပရိသတ်တွေကိုအားအသင့်စရာတွေလုပ်ပြနေပါတယ်။ Ronaldo ရဲ့ NSA အသင်းကတောက်ကြနေညာတော့က sorry ထိတ်တန်း club LED ဟအသင်းနဲ့ရှင်မန်ကေးရပြီးတော့ Ronaldo မာနီရိုရဲ့အသင်းကိုနေတူ2-0ရလနဲ့အနိုင်ရရှိခဲ့ပါတယ်။ Ronaldo ကသူ့ရဲ့ပုံစံတိုင်းကောင်းတိုက်ပြီးတော့ဒုတိယမြောက်အသင်းကိုရယူပေးခဲ့တာဖြစ်ပါတယ်။ အဲ့ကောင်းတိုက်ကိုမှတော့သူ့ရဲ့လှူရှားမှုတွေကတကယ်ကိုထိတ်တန့်ဆင်ဖြစ်နေပါတယ်။ရော်ဒီဝဲဘင်နိုယေရီယာထိတ်ကနေပြင်းကန်သွင်းမှုကိုပြိုင်ပွဲနောက်ခံလူကဘိတ်ဆိုကေပြေနော်ဘောလုံးကဘက်တောင်မမရှိနေတဲ့ဆာရီယိုမာနေစီကိုရောက်ရှိသွားခဲ့ပါတယ်။မာနေကပြိုင်ပွဲဆွမ်းနောက်ခံလူကိုတူးချင်းကြော်ဖြတ်ဖို့လုပ်နေချိန်မှာရော်ဒီဝဲကလွဲပြီးတော့အခြားကစားမတွေအားလုံးဘောလုံးရှိနေတဲ့မာနေစီကိုပဲအာရုံရောက်နေခဲ့ကြပါတယ်။ရော်ဒီဝဲကတော့မာနေဖြတ်တင်ပေါ်ပေးပုံမဲ့အချိန်နဲ့ကွတ်တီတွတ်ဆပ်ပြီးတော့ area လေးကိုပြေးဝင်သွားခဲ့ပါတယ်။ဒီလိုကြီးချင်းမျိုးကိုဘလို့ကိန်းကနန် challenge နဲ့မှတိုင်းတာလို့မရနိုင်ပါဘူး။နောက်ထပ်အားအသင့်စရာကောင်းတာကတော့ အသက်40ကျော်အရွယ်ရော်နယ်ဒိုကြီးကပွဲကစားချိန်မိနစ်60မှာတောင်မှပြိုင်ပွဲကစားမှခြေတော်ထဲကဘောလုံးကိုမမောမပန်းလိုက်လုနေတာဖြစ်ပါတယ်